သိုလ်အကုသိုလ်ဆိုတာကဒီဘဝမှာလုပ်တာမဟုတ်ဘူးလေအရင်ဘဝကလုပ်ခဲ့တာလည်းရှိတယ်အဲ့တော့အရင်ဘဝကကုသိုလ်တွေသူအများကြီးလုပ်ခဲ့တယ်ဒါပေမဲ့ဒီဘဝမှာသူကအကုသိုလ်တွေလုပ်နေတယ်အဲ့တော့သူကြီးပွားနေတယ်လူတွေမြင်တော့ဟာဒီလူကြီးကအကုသိုလ်လုပ်ခဲ့တယ်ကြီးပွားနေပါလားလို့မြင်တယ်တကယ်တော့သူအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်လူတွေမမြင်ဘူးအဲ့တော့အခုသူကြီးပွားနေတာဟာဒီအကုသိုလ်နဲ့သူကြီးပွားနေတာမဟုတ်ဘူးအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကအကျိုးပေးလို့သူကြီးပွားနေတာလက်ရှိအကုသိုလ်ကြောင့်မဟုတ်ဘူးအဲ့တော့ကုသိုလ်အကျိုးပေးနေတဲ့အချိန်မို့လို့လက်ရှိလုပ်တဲ့အကုသိုလ်ကအကျိုးပေးကိုအခွင့်မရဖြစ်နေတာ ဒီတိုင်းပဲတချို့ကုသိုလ်တွေတအားလုပ်တယ်ဘုရားတရားခုနလိုကိုင်းချိုင်းတယ်ပေါ့နော်ပထမရက်တအားကျွတ်ဘုရားတရားကိုသုံးလေးချိန်ရှိခိုးအဲ့ဘာမှဖြစ်မလာဘူးဖြစ်မလာတော့အာကုသိုလ်ဆိုတာမရှိဘူးလားပေါ့နော်ငါတော့လုပ်နေတာဘာမှအကျိုးမပေးပါလားပေါ့ထင်တယ်တကယ်တော့မဟုတ်ဘူးအရင်တော့ကလုပ်ခဲ့တဲ့အကုသိုလ်တွေဝင်လာနေဝင်နေတဲ့ခါကျတော့အကုသိုလ်အကျိုးပေးတဲ့အလဲရောက်နေတယ်အလဲရောက်နေတော့ဘာလုပ်လို့မအောင်မြင်ဖြစ်နေတာအဲ့တော့ဒီကုသိုလ်ကြောင့်မဟုတ်ဘူးဒီကုသိုလ်အလဲမရောက်သေးဘူးအရင်အကုသိုလ်စီနီယာရောက်ဝင်နေတာ तू อ่ะ အဲ့သဘောအဲ့တော့ကိုဒီဘုန်းကြီးတွေအတိတ်ကံရဲ့အကြောင်းအထောက်ပံ့ကြောင်းဟေ့ဆိုတဲ့ခါကျတော့လူတွေကဘာဖြစ်ကုန်လဲဆိုအားကြကုန်ရတယ်ဒါတရားကိုသူကလှည့်စားလိုက်တာလို့ခေါ်တယ်အဲ့တော့ကျွန်မတွေ့လားဒီပုဂ္ဂိုလ်ကြီးတွေကလည်းငါတို့လိုပုဂ္ဂိုလ်တွေကိုလူတန်းခဲ့လို့အခုလိုမျိုးအာနာရှိနေတာဟေ့ဆိုပြီးတော့ကလင်ကကြည့်ကြလိုက်တာအဲ့တော့အဲ့ကောင်ကြီးအာနာခိုးထားတာတ мян တိုက်ထားတာကိုမမြင်တော့အတရားရဲ့ဖောက်ရင်းဖောက်ပြန်မှုလို့ခေါ်တယ် အဲ့ဒါဓမ္မကိုအာဓမ္မအာဓမ္မကိုဓမ္မလို့ဟောနေကြတဲ့အတွက်ကြောင့်လူတွေအတ္တမအာဇီဝကိုတဘောမကြဘဲနဲ့မိစ္ဆာဇီဝကိုတဘောကြဝိုင်းရင်အဲ့ဒါအာဓမ္မအာပိတရားလို့ခေါ်တယ်။နော်အဲ့ဒီလိုဘုန်းကြီးတွေကသူတို့စာဘလောက်ပဲတက်တဲ့ဝိနည်းတွေလို့ပဲကြောညာကြောညာအပေကြမယ်ငရဲကြမယ်ဆိုတာဗုဒ္ဓကသူတို့ကိုပြောတာတခြားလူတွေမကြဘူးသူတို့ကြောင့်လူတွေကလမ်းမကုန်ညတဲ့အတွက်ကြောင့်အပေလမ်းကို ဖောက်တဲ့လူတဲ့အဲ့ဒီဘုန်းကြီးတွေက ဒါပေမဲ့လူတွေကခုနပြောခဲ့တဲ့ကိုကိုကိုလိန်ထားလို့လိန်ထားမှမသိဘူးဆရာနာရှင်နဲ့ပေါင်းပြီးတော့ကိုကိုရင်းထဲနေလို့ထဲမှမသိဘူးဟိုလေးခေါ်လေးကိုတတ်လို့တတ်နေမှမသိဘူးတကယ်တမ်းတော့ဒီအာနာဟာဒီသူပြည်သားတွေပိုင်တဲ့အချုပ်ချာအာနာပဲဒီလူပိုင်တဲ့အချုပ်ချာအာနာကိုခိုးထားလိုက်တဲ့အခါကျတော့ဒီအာနာပိုင်ရှင်ကသူလုတ်ကျင်တိုင်းလုတ်ခွင့်ရပြီခိုးကျင်တိုင်းခိုးခွင့်ရပြီးတော့ခုနပြောခဲ့တဲ့တခိုးလက်မှတ်ရနေတဲ့အတွက်ကြောင့်ပတ်စံချမ်းသာနေတာ ဓမြတိုက်ထားရင်ဓမြတိုက်ထားတဲ့ဥစ္စာသူချမ်းသာကြတာပဲလေခိုးထားရင်ခိုးထားတဲ့ဥစ္စာချမ်းသာတာပဲဒါရီယာကုဏပြေကလေးဝက်မစင်နေလို့ပဲလို့ညွန်ရှာကြရညွန်ရှာအောင်မြင်နေကြရမှာဒီတော့မှအဲ့ဒီတိုင်းကြီးဟာဓမ္မအာဇီဝဓမ္မထွန်းကားခြင်းဖြစ်တယ်နော်အဲ့လိုမျိုးမဟုတ်ဘူးလေဆိုရင်တွားရော့ပေါ့ဒါကြောင့်မလို့သူတော်ကောင်းဥစ္စာခုနှစ်ဖြာဆိုတဲ့သူတော်ကောင်းတရားမှာတရာတိလတုတ္တာစာကပညာဟီရိဥတ္တပဟေဆိုတော့သူတော်ကောင်းတရားခုနှစ်ပါးရှိတယ် အဲ့ဒီမှာဟီရီဆိုတာအဲ့ဒါပဲဥတ္တပဆိုတာအဲ့ဒါပဲနော်ရှက်ရမယ်ယုံရမယ်ကြောက်ရမယ်ဘောင်းလို့ဆိုခုနပြောတဲ့လူဟာကိုယ်မစင်နေပြီမှာအရန်စိုးရင်နော်မစင်နဲ့ကိုယ်စီမှာအပေမခံဘူးဒီအငြိအကြီးတွေအပေမခံဘူးသူတော်ကောင်းလည်းထုံနီးလည်းကောင်းပဲခုနပြောတဲ့မစမ်းအပ်တဲ့အရာတွေမပေါင်းအပ်တဲ့အရာတွေအဲ့ဒီအရာတွေရတဲ့ရမှာဘူးသူကအရန်ရှက်တယ်ဖီးရီဆိုတာအဲ့ဒါပဲအရန်ရှက်တယ်ပေါင်းပြီးစားရမယ်အရန်ရှက်တယ် ဘွက်ဒီရဲ့စားနေတဲ့မစင်လိုမျိုးကိုယွန်နေသူတော်ကောင်းကယနေ့အဲ့ဒီအရာကိုအားကြနေပြီဟဲ့ဆိုရင်သိကြတဲ့သူကလည်းပဲဘွက်မစင်ကြိုက်တယ်လို့ပဲအသိဉာဏ်နဲ့လို့ခုံကြီးကလည်းပဲအဲ့ဒီကုနာပြောတဲ့စိတ်အနာရှင်တွေရထားတဲ့နော်ယနေ့စီးစိမ်တွေအာနာရီယာတမအာဒီဝလမ်းမဟုတ်ဘဲနဲ့ခိုးထားလို့ရနိုင်မင်းသိရတဲ့အားကြနေပြီအဲ့ဒါကိုရှေးဘွားကောင်းမှုကြောင့်ရတာလို့ပြောနေအဲ့ဒါဘွက်မစင်ကြိုက်နေတာပဲ မသူတော်တွေရဲ့မကြိုက်နှစ်တက်တာကိုကြိုက်နှစ်တက်နေခြင်းလို့ခေါ်တယ်။ဒါကိုဘုရင်တို့ညောင်ဒီမင်းကြီးဆရာတော်ရှိတော်ကခဏခဏဟောတယ်။နော်။ရှိပုံမြင်တို့ဘာတို့တွေနဲ့စနစ်တကျသေတီချာချာရှင်းပြခဲ့တယ်။နော်။ဒါကြောင့်မလို့ပြောကျင်တာအရာကတရားတွေကိုသူတို့ကဖောက်လဲဖောက်ပြန်ကိုလိုရင်းနာတွေစွ့ယူပြီးတော့ဟောနေကြတဲ့အတွက်ကြောင့်လူတွေဟာအမကြတဲ့နာကိုအားကြကြတယ်။ဒီစနစ်မားတွေတခိုးတွေဒီဥစ္စာတွေကဆက်စီရမြင်စရာကောင်းတယ်လို့ဖြတ်ချအမိအတွေးခေါ်ပြတ်သားမှုတွေ မမြင်ရတော့ခြင်းဖြစ်ပါတယ်လို့ဖြေကြားပေးပါတယ်ယေရှုတင်ပါတယ်အောက်တန်းစားတွေကိုအသက်ဘေးရှည်ပြီးတော့တကယ်လူကောင်းတွေကသေရတယ်ဗျာအဲကြောင့်မို့တခါတလေဖះရလည်းမကြည့်နိုင်ဘူးတကယ်ပြောရကျွန်တော်တို့ကအမှန်တရားလုံးဝအမှန်တရားကြိုက်တဲ့လူတွေအမှန်တရားသမားတွေအမှန်တရားကိုပဲအားပေးနေတာဖြစ်တဲ့အတွက်တခါတည်းကမှအရှင်ဘုရားလည်းအမှန်တရားမဟုတ်ဘူးလို့တခါတလေပေါ့နော်အုတ်ချုပ်နေတဲ့တာတကယ်ကိုပဲမြတ်စွာဘုရားကနေပြီးတော့မှဒီလိုမျိုးကျမတို့ကိုအဲ့လိုမျိုး လောကကြီးကိုစုံမို့ထားတယ်ဆိုရင်ပေါ့နော်ကျမပြောချင်တာလေလူကောင်းတွေကိုကြာယူရေးခေါ်ပြီးတော့လူရုပ်မာတွေကိုတော့ထားပြီးတော့တမင်တက်တဲ့လောကကြီးပြတ်သုံးအောင် လုပ်နေတာမဟုတ်ဘူးလားအဲ့တော့သူတို့ဘာပဲဖြစ်လဲတရားဥပဒေကတွတ်မယ်အမှန်တရားတွေကတွတ်မယ်ဆိုရင်အဲ့လိုမျိုးအကြီးကြီးရလဲဒါမျက်စောပြရလဲအကြီးကြီးပေါ့သူလက်တည့်ရခံဖြစ်သွားမှာပေါ့ကျမပြောချင်တာသဘောပေါက်လားအမှန်တရားအတိုင်းကျမတို့ဥပဒေသားတွေရဲ့အတိုင်း အမှန်တရားအတိုင်းစီရင်ဆုံးဖြတ်မယ်ဆိုရင် မကောင်းတဲ့လူကိုပဲခေါ်ရမှာလေအောက်မှာဒီလိုအောက်တန်းစားတွေကသေပါလားအမဘုံမှန်ပြီးတော့ဥစဉ်ကလေအရေးအဖက်မရတဲ့ကိစ္စတွေကိုဝင်ပြောတဲ့အလေးအကျင့်မရှိဘူးเนาะအခုတော့ဖះကိုထိခိုက်ပြီးပြောတဲ့အတွက်ဥစဉ်ပြောရပါတော့မယ်ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖះဝါဒကိုမသိတာဟာအရှုံးကြီးရှုံးတာပါပဲကဲဒါဆိုရင်ဖះဝါဒကပါလေဝိပဿဝါဒနဲ့ကမ္မဝါဒဖြစ်တယ် ဝိပိဇဝါဒဆိုတာဝေဖန်စစ်စစ်ပြီးမှလက်ခံတဲ့ဝါဒကံမဝါဒဆိုတာကံကံဤအကျိုးပေါ်ကိုလက်ခံယူကြည့်တဲ့ဝါဒတတဝါတိုင်းဟာကိုပြုတ်တဲ့ကောင်းကံမကောင်းကံအတိုင်းဖြစ်တည်နေကြတာဖြစ်တယ်ကံကလည်းအတိတ်ကံနဲ့ပြစ္ဆုတ်ပံကံရင်ဆိုပြီးနှစ်မျိုးရှိတယ်တချို့သောလူတွေဟာအတိတ်ကပြုထားတဲ့ကောင်းမှုကံကြောင့်ယခုလက်ရှိပြစ္ဆုတ်ပံမှာကောင်းကျိုးတွေခံစားရပြီးယခုလက်ရှိပြစ္ဆုတ်ပံမှာပြုနေတဲ့မကောင်းကျိုးတွေကိုချက်ချင်းမခံစားရဘူး ။ဘာကြောင့်လဲဆိုရင်အတိတ်ကပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဟုန်ရှိနေသေးလို့ဖြစ်တယ်။အေးအတိတ်ကပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့အရှိန်အဟုန်ကုန်ပြီဆိုရင်တော့ယခုလက်ရှိပြစ်ဆုံးပံမှာပြုနေတဲ့မကောင်းမှုရဲ့ဆိုးကျိုးကိုခံစားရမှာဖြစ်တယ်။အဲ့ဒါကိုမြင်အောင်မကြည့်နိုင်တဲ့လူအန္တတချို့ကလက်ရှိပြစ်ဆုံးပံမှာမကောင်းမှုလုပ်နေတဲ့လူတချို့မကောင်းကျိုးမခံစားရတာကိုကြည့်ပြီးဖျားဟောတော့မကောင်းတာလုပ်တယ်ဆိုရင်မကောင်းတာဖြစ်မယ်ဆို အခုတော့မကောင်းတာလုပ်တဲ့လူတွေကဘာမကောင်းကျိုးမှမဖြစ်ပါလားတရားဆိုတာလည်းအလကားပဲဖျားဆိုတာလည်းအလကားပဲတန်ခါဆိုတာလည်းအလကားပဲဆိုပြီးတော့ဖျားတရားတန်ခါအပေါ်မှာစော်ကားပြမှာပြီးပြောကြတယ်လက်ရှိပိဿုပံဖြစ်တည်မှုအပေါ်ကိုအမှန်ဟုယူဆနေခြင်းဟာပိဿုပံကာမဝါဒဖြစ်တယ်နော်ပိဿုပံကာမဝါဒဆိုတာမိစ္ဆာဒိဋ္ဌိအယူလွဲမှားတဲ့အယူကိုမယူသင့်ဘူးနော် နောက်ပြီးတော့ဦးစင်းတို့မြတ်စွာဘုရားကိုဘသူကိုတော့ဘာမလုပ်ပေးဘူးဘသူကိုတော့ဘာမပြောပေးဘူးလို့ပြောရအောင်ဦးစင်းတို့မြတ်စွာဘုရားကတရားဆုံးဖြတ်ပေးတဲ့သူမဟုတ်ဘူးလမ်းပြပေးတဲ့သူနော်ဘယ်လမ်းကိုပြပေးတာလဲဆိုရင်တန်တရာဝစင်းရဲ့လွတ်ရလွတ်ကြောင်းလမ်းကိုပြပေးတဲ့သူနော်အကုသိုလ်နယ်ကလွတ်ပြီးကုသိုလ်လမ်းကြောင်းဘုံကိုရောက်အောင်ပြပေးတဲ့သူမကောင်းမှုအကျိုးကိုခံစားရမှကြောက်တယ်ဆိုရင်ဒီမကောင်းကျိုးကိုမလုပ်နဲ့ ဒီကောင်းကျိုးကိုခံစားကျင်တယ်ဆိုရင်ဒီကောင်းမှုကိုလုပ်ဒီလိုလမ်းပြပေးတဲ့သူဖြစ်တယ်နော်ဘယ်သူကိုတော့ဘာလုပ်တဲ့အတွက်ကြောင့်မင်းကဘယ်ကိုသွားပါမင်းကတော့ဘာလုပ်တဲ့အတွက်ကြောင့်ဘယ်ကိုသွားပါဆိုပြီးဆုံးဖြတ်ပေးပိုင်ခွင့်မရှိဘူးအဲ့ဒါတွေကိုထဲထဲဝင်ဝင်မသိဘဲနဲ့ဖရာတရားတန်ခါယရနာသုံးပါအပေါ်မှာစော်ကားပြီးပြောနေတာတွေဟာအမတ္တမအကုသိုလ်ကြီးတယ်နော်အဲ့ဒီအကုသိုလ်ကံအကျိုးပေးပြီဆိုရင်ဘယ်ပုဂ္ဂိုလ်မှကယ်လို့မရဘူးအဲ့ဒါကိုကြက်ကြက်သတိထားပြီးတော့စင်ကျင်ပြီးနေပါနော် ဥစဉ်ဒါလေးပြောချင်ပါတယ်မကောင်းတာလှုပ်တဲ့လူကချီးပွားနေတယ်ကောင်းတာလှုပ်တဲ့လူကမချီးပွားဘူးဟောဒါကြည့်ပြီးတော့ကောင်းတာလှုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတာမဟုတ်ပါဘူးမကောင်းတာလှုပ်ရင်မကောင်းရိုးရတယ်ဆိုတာမဟုတ်ပါဘူးဆိုရဲသူ့ရဲ့စိတ်ကူးရင်အတွေ့စိတ်ကူးရင်ဆိုဒီမှာအမှန်တိလို့မြင်တဲ့အမြင်မျိုးမဟုတ်ဘူးစိတ်ထဲမှာတွေးကြည့်တဲ့အတွေ့ဒီလိုပြောတာနော်မြတ်စွာဘုရားကိုယ်တိုင်ကရှင်းဟောထားတာရှိတယ် ဟုတ်ပြီမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကောင်းကျိုးချမ်းသာရနေတာမျိုးတွေမရှိဘူးလားရှိတယ်အဲ့ဒါမကောင်းတာလုပ်လို့ရတာမဟုတ်ဘူးနော်ကောင်းတာလုပ်ရတဲ့အဲဆိုးကျိုးတွေတွေ့နေတဲ့ပုဂ္ဂိုလ်မရှိဘူးလားရှိတယ်အဲ့ဒါကောင်းတာလုပ်လို့ဆိုးကျိုးတွေ့နေတာမဟုတ်ဘူးလို့ဒီလိုဆိုလို့ဂျာကာလဆိုတာဒါလေးကဘယ်လိုဖြစ်တာလဲလို့မေးကြည့်လိုက်လို့ရှိရင်ကိုမမြင်နိုင်တဲ့ အကြောင်းတရားတွေကြားထဲမှာရှိနေတယ်။အဲ့ဒီမမြင်နိုင်တဲ့အကြောင်းတရားတွေကဉာဏ်ထဲမှာမြင်လို့ရတယ်ပေါ့။အဲ့ဒီအတိဉာဏ်မပါဘဲနဲ့အေးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူး။မကောင်းတာလုပ်လဲမကောင်းတာမဖြစ်ပါဘူး။နော်မကောင်းတဲ့လူတွေလည်းကြီးပွားနေတာပဲကောင်းတဲ့လူတွေကြတော့ဆိုးရုံနေတာပဲတဲ့ဆိုတဲ့ဆုံးဖြတ်ချက်ကလေးတွေဖြစ်ပေါ်လာတတ်တယ်ပေါ့။အဲ့ဒါကိုမြတ်စွာဘုရားဟောထားတာရှိတယ်လေ။ ပါပောပိပတ္တတိဘဒ္ဒရာယာဝပပန္နပစ္စတိမြတ်စွာဘုရားရဲ့မင်ကြားချက်ကဘာလို့လဲယာဝပပန္နပစ္စတိသူလုံနေတဲ့မဟုတ်တရုပ်အလုတ်ကအကျိုးမပေးသေးသမျှကာလပတ်လုံးတော့ပါပောပိမကောင်းတာလုပ်တဲ့လူဟာလည်းပဲပတ္တတိဘဒ္ဒရံကောင်းတာနဲ့တွေ့နေတတ်သေးတယ်ဒါသူလုံတဲ့ဟာကအကျိုးမပေးသေးတာလို့ဒီလိုဆိုလို့ရတယ်နော် မကောင်းတာလုပ်လို့ကြီးပွားနေတာမဟုတ်ဘူးသူတခြားအခြေအနေတွေကြောင့်ကြီးပွားနေတာတခြားအခြေအနေကောင်းနေရှိနေလို့သူ့မှာကြီးပွားနေတာမကောင်းတာလုပ်လို့သူကြီးပွားတာမဟုတ်ဘူးဆိုတာကိုစဲစဲမြင်းမြင်းမှတ်ထားအဲ့ဒီနေရာလေးမှာမျက်နှာဟိုမျက်စိလဲသွားတတ်တယ်ဆက်ဆိုပြားဟောထားတယ်ယာဝပပနပိစတိမကောင်းတဲ့အလောက်က မရင်ကျက်သေးဘူးအကျိုးမပေးသေးဘူးဆိုရင်နဲ့ပါပေါ်ပြီမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲပတ္တိဘဒ္ဒရံကောင်းတာတွေနဲ့တွေ့နေရတတ်သေးတယ်ဒီလိုဆိုလို့ရထို့တူပဲတစ်ဖက်ကနေကြည့်တော့ဘဒ္ဒရောပိပတ္တိပါပံယာဝဘဒ္ဒရံနပစ္စတိဘဒ္ဒရဆိုတာအကောင်းအဲ့ဒီမှာလည်းပဲယာဝဘဒ္ဒရံနပစ္စတိ သူလုပ်နေတဲ့ကောင်းတဲ့အလုပ်ကအကျိုးမပေးသေးသမျှအကျိုးမပေးသေးဘူးဆိုရင်တဲ့ဘဒ္ဒရောပိလူတော်လူကောင်းကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲပတ္တိပါပံအဆိုးနဲ့တွေ့နေရတတ်သေးတယ်အကောင်းကအကျိုးမပေးသေးဘူးလေစကြဝဠာလုပ်နေတဲ့ပုဂ္ဂိုလ်ဒီဒါတတိထားပြီးတော့စဉ်းစားကြရပြီအများကြီးရှိတယ်ဒီကနေ့ငရုတ်ပင်ဆိုင်နေပြင်ကငရုတ်တီးခူးလို့ရတော့မှာမဟုတ်တာနော် ဒီကနေ့တိပင်းစပင်းဆိုင်နေပြင်ကအတိအပွင့်ရမှာမှမဟုတ်တာအချိန်ကာလဆိုတာရှိသေးတယ်လေအချိန်ကာလအဲ့ဒီအချိန်ကာလရောက်လာပြီဆိုတဲ့အခါမှာငရုတ်ပင်ဆိုင်တဲ့လူကငရုတ်တိရမှာပဲဒါသူကြအာလူဆိုင်တဲ့လူကအာလူချက်သွန်ဆိုင်တဲ့လူကချက်သွန်ပဲဆိုင်တဲ့လူကပဲဒီပြင်အတိတီးလို့လားချင်းမောင်ပင်ဆိုင်တဲ့လူကချင်းမောင်တီးချင်းမောင်ပင်ပဲရမှာမဟုတ်လား ချိန်မောင်မင်းဆိုင်ပြီးတော့မယုတ်သီးရနေတယ်လို့ပဲရှိမှလေလောကသဘာဝတရားကိုစဉ်းစားကြည့်ကိုအတိတ်ကအတိတ်ဆိုတာအရင်ဘဝလည်းဖြစ်ရင်ဖြစ်မယ်နော်ဒီဘဝရဲ့အရင်နှစ်ကဖြစ်ရင်ဖြစ်မယ်ဟိုအရင်နှစ်ကဖြစ်ရင်ဖြစ်ဒါမို့မနေ့ကဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်ကိုအတိတ်ကာလကကိုလှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုပြောခဲ့တဲ့အပြောတွေကိုရဲ့အတွေးတွေဟုတ်လားအဲ့ဒါတွေကိုဘာလို့ခေါ်တော့ကံလို့ခေါ်ဟုတ်လားအဲ့ဒီကံတွေကအဲ့ဒီအလုပ်တွေက ကောင်းတာလည်းဖြစ်ခြင်းဖြစ်မယ်ဆိုးတာလည်းဖြစ်ခြင်းဖြစ်နော်အတိတ်ကကိုယ့်ရဲ့လုပ်ရက်တွေကောင်းဆိုးအမျိုးမျိုးကိုလုပ်ခဲ့တာတွေရှိအဲ့ဒီအလုပ်တွေကအကျိုးရလက်တွေအနေနဲ့ကိုယ့်ဘဝနောက်ကိုမြင်ရလိုက်ဟုတ်လားတချို့ဘုံတို့အခုထွက်လာတဲ့အကျိုးရလက်တွေဟာအခုလုပ်လိုက်တာမဟုတ်ဘူးငကိုတုန်းကလှုပ်ထားတာတချို့ကဆိုဘယ်တော့ကလှုပ်ထားမှန်းတောင်းမသိတော့လှုပ်တော့လှုပ်ခဲ့တယ်တဘာဝတရားတွေကအံ့ဩစရာကောင်းတာနော် ရှောင်လို့မရဘူးကိုလုတ်ပြီးရင်အဲ့ဒီအကျိုးရလတ်ဟာတစ်ချိန်နေမှာပါတော့တွေ့လာလိမ့်မယ်ဟုတ်လားဆွေးပါစို့လူသက်မှုကျူးလွန်လို့အဲ့ဒီရာတော့သားကိုဖမ်းရတယ်အောင်းချရတယ်ဒုံဘုအယံကိုစိုးသွန်းလို့သူ့ကိုတိမ်မိန်ပေးလိုက်တယ်ဆိုသူလုတ်တဲ့အချိန်နဲ့သူခံရတဲ့အချိန်နဲ့ဟာတစ်ချိန်နဲ့လားမဟုတ်ဟုတ်ဟုတ်တယ်မဟုတ်လားတချို့ဆိုရင်အရှောင်တင်းကောင်းတဲ့အခါကျတော့တော်တော်နဲ့သူ့ကိုမဖမ်းမိဘူးဟုတ်လားတော်တော်နဲ့အပြစ်ပေးလို့မရဘူး ကြာကြီးနေတော့မှသူ့ကိုအပြစ်ပေးတာကိုသူခံရတယ်။အဲ့လုတဲ့အချိန်ကတစ်ချိန်ခံရတဲ့အချိန်ကတစ်ချိန်။ကံတရားကိုအဲ့လိုလေးလဲနားလည်ဖို့လိုမှာပေါ့နော်။တပုံးတို့အတိတ်ကာလကလုရက်တွေရှိတယ်။ကောင်းတာလည်းဖြစ်ဖြစ်မယ်။ဆိုးတာလည်းဖြစ်ဖြစ်မယ်။အဲ့ဒီလုရက်တွေက ကောင်းကျိုးဆိုးပြစ်တွေကိုအကျိုးပေးဖို့ဆိုတဲ့အနေအထားမျိုးနဲ့ဘုန်းတို့ရဲ့စိတ်တန်တာမှာကမ္မပစ္စယတတ္တိအနေနဲ့အမြဲတမ်းလိုက်နေတယ်။အဲ့ဒါအခွင့်သာတဲ့အချိန်မှာအကျိုးပေးမယ်။ ကောင်းတာတွေဆိုးတာတွေအမျိုးမျိုးပေါ့အဲ့ဒါဘာပြောတာလဲလောကဓာတ်ကကိုယ့်နောက်ကိုလိုက်နေတာတခါတလေကိုလောလောဆယ်ကောင်းနေပါနဲ့နဲ့မကောင်းတဲ့အတွေ့အကြုံတွေကိုတွေ့ကြုံရတယ်တခါတလေလောလောဆယ်ကိုဆိုးနေပါနဲ့နဲ့ကောင်းတဲ့အတွေ့အကြုံတွေကိုလည်းတွေ့ကြုံရတာလည်းရှိတယ်ဒါပါတော့အလွန်ထင်ရှားတာကိုပြောတာနော်လောကဓာတ်တရားကိုကိုယ့်နောက်ကိုလိုက်နေတာဒီလောက်တင်ဖုံဖုံတော့မရက်ဘူးနော်ကိုကလည်းလောကဓာတ်တရားနောက်လိုက်နေတာလေရှိတယ်တဲ့အဲ့ဒါပါတော့ ကောင်းတာတွေတွေ့အောင်ကောင်းတာတွေဖြစ်အောင်ဘုံတို့ကြိုးစားပြီးတော့ဆောင်ရွက်နေကြတာရှိတယ်။တချို့ကြတာလည်းပဲအဆိုးအဆိုးအောင်ကိုအဆိုးကိုလိုက်ရှာနေတယ်လို့မျိုးလူရမှားတွေနဲ့လိုက်ရှာနေတယ်လို့မျိုးလုပ်နေကြတဲ့လူတွေရောမရှိဘူးလား။အခုလုံးလုံးတဲ့သူ့ရဲ့ပြစ်ဆုံးပံလုပ်ရက်တွေကအနာဂတ်မှာအကောင်းဆုံးလောကဓာတ်အမျိုးမျိုးကိုတွေးဖို့ကြုံဖို့အတွက်သူဟာကြိုးစားပြီးတော့ရှားဖွေးနေတယ်လို့မျိုးလုပ်နေကြတာရောမရှိဘူးလား။အဲ့ဒါပါနဲ့။လောကဓာတ်နောက်ကိုသူလိုက်နေတာနော်။မတွေ့တွေ့အောင်ကိုရှားနေတာလောကဓာတ် တော့လောကဓာတ်ကကိုယ်ကိုရှာတာရှိတယ်။ကိုယ်ကလောကဓာတ်ကိုရှာတာရှိတယ်။သူရှာကိုရှာဆိုတော့ဘာလို့တွေ့မှာအမြဲကိုတွေ့နေတာနော်။အခုကျွတ်တို့တွေ့နေတာအဲ့ဒါကျွတ်တို့ရှာခဲ့တာတွေတွေ့နေတာပဲ။ဘုရားတရားကိုလက်တွေ့ကျကျပြောနေတယ်အခုဒီထဲမှာဘာလို့ဒီလိုလေးဒီအတန်ကိုနားထောင်နေရတာတော့မနေ့တုန်းကတို့အကြောင်းသွားမယ်ဆိုတော့စဉ်းစားပြီးတော့လာခဲ့လို့ပေါ့။ဘယ်သူလောက်တာတော့ဘုလောက်တာပဲလေ။လောက်ရှင်းအောင်တရားမြင်အောင်ကြည့်နော်။ ။တမန်ဆိုပါဗျာအဲ့လိုလေးစပြီးတော့ဟောတာ။ယန်းတို့တဲ့လောကဓာတ်တရား၈ပါးရှိ၏။အဲ့ဒီလောကဓာတ်တရား၈ပါးတတ္တဝါတွေနောက်ကိုလိုက်နေတာရှိတယ်လို့တတ္တဝါတွေကလည်းလောကဓာတ်တရားနောက်ကိုလိုက်နေတာရှိတယ်။ဒါကြောင့်မို့လို့ဉာဏ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလူမိုက်ပဲဖြစ်ဖြစ်ပညာရှိပဲဖြစ်ဖြစ်ဘယ်လိုလူမျိုးမဆိုအဲ့ဒီလောကဓာတ်တရားတွေကိုအမြဲတမ်းတွေးကြုံနေရတယ်တွေးရလိမ့်မယ်ကျင်ဝါလိမ့်မယ်။ဘုံတို့ရှောင်လို့မရဘူး။